အွန်လိုင်းအဆန်ရဲ့ထူပွဲကြီးအနိုင်ရှုံးအခြေအနေကိုအရေးပေါ်တင်ဆက်ပေးခြင်းပါရီအခုအွန်လိုင်းအဆန်ထူပွဲကြီးကရောရောက်ရှိလို့လာပါပြီ World Championship Fighter တတော်များများကရော့ထန်အပါဝင်ဒီပွဲမှာအွန်လိုင်းအဆန်ရှုံးမယ်လို့ခန့်မှန်းထားကြတာပါဂျေးထွက်တဲ့အခါမှာလည်းအွန်လိုင်းအဆန်ကအောက်ဂျီအဝေးကြီးနဲ့ထွက်တာပါ ဆိုတော့ဒီပွဲမှာအွန်လိုင်းအဆန်က90ရာခိုင်နှုန်းရှုံးနိုင်ခြေရှိတယ်လို့အားလုံးကသတ်ထားကြတာပါ ဒါကလုံးဝလုံးဝကိုလုံလုံးပါတယ်။အွန်လန်းအန်ဆန်ကတော့ဒီပွဲတော့အများကြီးပြင်ဆင်လာခဲ့တယ်။ပြင်ဆင်လာခဲ့လို့လေဝိတ်တန်အတွင်းကိုချက်ချင်းဝင်အောင်လုပ်နိုင်ခဲ့တာတကယ်ကိုမှချီးကျူးစရာကောင်းလာပါတယ်။ဘဒူတွေဘာပဲပြောပြောအွန်လန်းအန်ဆန်ကနောက်ဆုံးပွဲမှာရှမီအာတိုဂန်ကို30စက္ကန့်နဲ့ရှုံးနေခဲ့တာကြောင့်အောက်ကြီးကတလောက်တစ်ထိဆွဆွရရပေါက်နေတယ်လို့ပြည်သက်တီကတော့သုံးသက်တဲ့သူတွေကတော့ပြောကြတာပါ။ 哦，别怀疑，道路被澳拉安山的二代机呢，比马路消灭。就叫今年不会被澳拉安山的脑损伤突飞急的。澳拉安山的表话的，不过就嘛，咱们说，别多难，别没的，不会搞到别的铁路机呢，压力够，压力没得呀。 ပြီးတော့အမဲလိုက်ကတချင်းနဲ့လည်းထူးခြားတဲ့အရာ sprite တိုက်မယ်လို့ပြောထားတယ်။လေးဖြူပဲတချင်းလားဆိုမလားတော့မသိဘူး။တကယ်ကိုမှစိတ်လို့ရှားနေပါပြီ။အောင်လာအန်ဆန်ကဂရိပေးထားတယ်။ဒီပွဲကခက်ဒက်စတန်အတွက်နော်။ခက်ဒက်စတန်ရှင်ပြိုင်ခဲ့ဘူးတဲ့ fighter တွေနဲ့ကျွန်တော်ကလုံးဝမတူပါဘူးတဲ့ဗျာ။ခက်ဒက်စတန်က weather weight မှာထိုးခဲ့တယ်။ဒါပေမဲ့ကျွန်တော်က weather weight က fighter တွေနဲ့မတူဘဲနဲ့ကျွန်တော်ကအယူမာတွေကောင်းဆိုပြီးတော့အောင်လာအန်ဆန်ကတဲ့ပေးပြောသွားခဲ့ပြီးတော့ကျွန်တော်ကဒီပွဲကိုကျွန်တော်ရဲ့နောက်ဆုံးပွဲကိုလုံးဝရှုံးခံမှာမဟုတ်ဘူးဆိုပြီးတော့ပြည်သက်တွေကိုအသိလေအောင် ်လာအန်ဆန်ကပြောသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲကအားလုံးကနော်အောင်လာအန်ဆန်ရှုံးမယ်လို့ပြောတဲ့ပွဲဖြစ်တယ်နော်ပြောတဲ့ပွဲဆိုတော့အောင်လာအန်ဆန်ကနော်ဒါဘာတွေလုတ်ပြသွားနိုင်မလဲဆိုတာကျွန်တော်အနေနဲ့စောင့်ကြည့်အောင်ဆိုတော့အရင်ရင်ခုန်နေပါပြီအောင်လာနာနဲ့ရှိုးရှိုးကျွန်တော်တို့အားပေးရမှာဖြစ်တယ်သူရင်တော့ဆုံးပွဲဖြစ်ပါတယ်နော်ပြိတ္တိအချင်းမပွားကြပါနဲ့အပြည့်ဝအားသာပေးချလိုက်နော်အောင်လာပွဲလာပြီး